ကိုပြောပေပြောတယ်အထက်မြန်မာပြည်ရဲ့ရိုးရလက်ဝဲကျော်ဆိုတာကျော်စွာဝင်းများလားကျော်စွာဝင်းကိုဝမ်းမာမြင်တွေးရတော့မလားပရိသတ်များလုံးမဲမိလားဗျာဘလူးလိုင်းယွန်းကင်းကနေပြလဲကြိုးလိုက်ပါရင်ကိုပြောပေကတော့ဝမ်းချန်ပီယံရှစ်မှာနောက်ထပ်မြန်မာဖိုက်တာအသစ်တယောက်ကိုထပ်မံပြီးတော့ပွဲထုတ်သွားတော့မယ်လို့ပရိသတ်တွေကအတည်ပြုပြောကြားလာခဲ့ပါရင်ဒီဒီချိန်မှာကိုပြောပေတင်သွင်းလာမဲ့ဖိုက်တာကအထက်မြန်မာပြည်ရဲ့ရိုးရလက်ဝဲကျော်တယောက်လို့ထုတ်ဖော်ပြောဆိုထားတာကြောင့်ပရိသတ်တွေကကျော်စွာဝင်းလို့ထင်မြင်ယူဆပြီးထင်ကြီးပေးနေကြပါရင် ရိသတ်တွေကကျော်စွာဝင်းကိုဝမ်းချမ်းမြေရှင်းမှာပါဝင်ရှင်ပြိုင်စီခြင်းနေတာအတော်လေးကိုကြာမြင့်ခဲ့ပြီဖြစ်ပါရင်ကျော်စွာဝင်းကထွန်းထွန်းမင်းတို့နောက်ပိုင်းမှာမြမရွာလဝိလောကကိုဥဆောင်နိုင်မဲ့မျိုးဆက်တစ်ဖိုင်တာဖြင့်သတ်မှတ်ချင်ခံထားရတာဖြစ်ပါရင်ကျော်စွာဝင်းရဲ့စွမ်းဆောင်ရည်ကလည်းအပြစ်ပြောစရာမရှိသလောက်ပါပဲထိုးဝဲမှတ်တမ်းကောင်းတွေကိုပိုင်ဆိုင်ထားပြီးထွန်းထွန်းမင်းကိုဝိတ်တည်အများကြီးအကျော်ပေးပြီးတော့အလွန်တန်းချမ်းမြေဆူအတွက်စင်ကာထိုးတက်ခဲ့တာကြောင့်သာကျော်စွာဝင်းကရှုံးနေသွားခဲ့ရတာဖြစ်ပါရင်ကျော်စွာဝင်းရဲ့စွမ်းဆောင်ရည်မျိုးနဲ့ကဝမ်းချမ်းမြေရှင်းမှာပါဝင်ရှင်ပြိုင်မယ်ဆိုရင် အောင်မြင်မှုတွေရရှိနိုင်မှုဒေသသလောက်ရှိနေပြီးသူကိုယ်စားပြုပါဝင်ရှင်ပြိုင်နဲ့မြန်မာနိုင်ငံ ုင်ငံအကုန်ကိုလည်းစောင့်နေမှာဖြစ်ပါတယ်။ဆောင်းဝဲကိုတိုင်းကလည်းဝမ်ချန်ပီယံရှစ်မှာပါဝင်ရှင်ပြိုင်မှုရည်မှန်းထားတယ်လို့ရခင်ကထုတ်ပြောထားခဲ့ပူတာကြောင့်ဒီဒီချိန်မှာကျော်စွာဝင်းကိုဝမ်ချန်ပီယံရှစ်မှာ မြင်တွေ့ရတော့မလားဆိုတာစိတ်ဝင်စားဖို့ကောင်းလာခဲ့တာလည်းဖြစ်ပါတယ်။ပြည်သူတွေကရောကိုဖြိုးဝင်းရဲ့သတင်းစကားအပေါ်ဘယ်လိုများထင်မြင်ယူဆမိကြပါသလဲ။